ာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြောင်ဖြူမှာအကြမ်းမတ်စစ်တပ်ထိန်းချုပ်ထားတဲ့နေရာအချို့ကိုအာရခတပ်တော်အေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့နေရာအချို့ကအရခတပ်တော်အေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေတယ်လို့သိရပါဗျ။ လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေအေတို့ဟာတိုင်းချောင်းချင်းရွာအနီးတဝိုင်းနဲ့တိုင်းချောင်းတောင်ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအဲ့ဒီနာကစစ်ကောင်စီတပ်ရဲ့စခန်းငယ်အချို့ကိုအေအေကပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့အေအေနဲ့နေဆက်တဲ့သတင်းရှင်းပြတွေစီကသိရပါတယ်။ ပေကတိနဝယ်မာလာဒုတိယပတ်မှာစစ်ကောင်စီတဟာသူတို့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကျေးရွာကနေရေနံတောင်းချောင်းဝမင်းမြင်စားတဲ့ကျေးရွာတွေဘက်ကစစ်ကြောင်းထိုးလာခဲ့ပြီးမြေအေးရဲ့ခြားဖြတ်တိုက်ခတ်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်အရခတ်တတော်အေးဟောင်းသူတို့လက်လွတ်ဆုံးဆုံးထားရတဲ့နေရာတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လှနေတာဖြစ်ပြီးလက်ရှိမှာစခန်းချို့ကိုတိမ်မိုက်ထိန်းချုပ်နိုင်တာလေးဖြစ်ပါတယ်။တိုင်းချောင်းကျေးရွာအနီးနဲ့တိုင်းချောင်းတောင်မှာ ိုက်ပွဲတွေပြင်းထန်နေတာပါအေအေကမင်းပြင်ကနေတိုင်းချောင်းဘက်ကိုထိုးစစ်ဆင်နေတယ်လို့ကြားရပါတယ်အဲ့ဒီနေရာတွေကအရင်ကအေအေတင်းထားတဲ့နေရာတွေပါဒါကိုပြန်လည်ရရှိဖို့အေအေကတပံထိုးစစ်ဆင်တာပါအခုတိုင်းချောင်းရွာအနီးကစခန်းချို့ကိုပြန်လည်သိမ်းယူလာရှိတယ်လို့ကြားရပါတယ်လို့အေအေနဲ့နေဆက်တဲ့စီးရဲသတင်းစင်မြစ်တအူးကပြောပါတယ် စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့တိုင်းချောင်းကျေးရွာအနီးကိုလေကြောင်းကနေအစမပြတ်ပုံချက်တက်ခိုင်းနေပြီးရဲတပ်သင်္ဘောတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။အလားတူတစ်ပေါ်တောင်ရဲတဲ့စခန်းဓညဝရီရဲတဲ့ဌာနချုပ်ကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစားဖြူရံပြဲကာလမိုင်းကွာစုံအနီးရှိပြားတဲ့ကျေးရွာအနီးနားမှာအင်အားတရာကျော်နဲ့တက်ဆွဲနေရယူထားတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီဟာကြားဖြူမျိုးနယ်မှာအင်အားများပြားဖြည့်တင်းကအေအေထင်းချုပ်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတိုင်းချောင်းမြင်းပြင်ရေနံတောင်ချောင်းဝစားတဲ့ကျင်းပါတွေကိုစစ်ကြောထိုးထိုးစစ်ဆင်လာတာဟာရံမြဲမျိုးနယ်ကိုဆက်လက်စစ်ကြောထိုးနိုင်ပွဲအတွက်လွတ်ဆောင်နေတာဖြစ်တယ်လို့လည်းကြားဖြူဒေသခံစီတရင်ချင်းမြစ်တအူးကပြောပါတယ်စစ်ကောင်စီတပ်ကရွေးကောက်ပွဲမကျင်းပခင်အထိတော့ကြားဖြူမျိုးနယ်ကအေအေထိန်းထားတဲ့နေရာတွေကိုရာသလထူစစ်စင်မဲ့အနေထားပါအခုလဲကြားဖြူမျိုးကိုအင်အားတွေအများဖြစ်နေထားပါတယ် တိုင်ဆောင်တို့မင်းပြင်းတို့ကိုထိုးစစ်ဆင်လာတာဟောင်းရံပြက်ဘက်ကိုဥတည်နေတဲ့တဘောဖြစ်ပါတယ်လို့အဆိုပါဒေသခံကဆက်ပြောပါတယ်။လက်ရှိတိုက်ပွဲတွေမြင့်တက်နေတဲ့နေရာတွေရှိကျေးရွာပေါင်း20နီးပါးမှဒေသခံ300ကျော်ဟောင်းဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတင်းဆောင်နေကြရပြီးစောင့်ဝင်နေရတဲ့အခက်အခဲတွေရှိနေကြတယ်လို့လည်းကြားပြူဒေသခံတွေစီကသိရပါတယ်။ ကြာဖြူမျိုးမှာတရုတ်စီမံကိန်းများစွာရှိတဲ့အပြင် စစ်ကောင်စီတရဲတညဝရီရဲဌာနချုပ်ခလာရ34ခမာရ54နှင့်ခမာရ543အမတ်30ရဲတပ်ရင်းတာမော်ကြီးရဲတဲ့စကံအုံကျွင်ရဲတဲ့ဌာနခွဲတို့ရှိပြီးရဲတဲ့အင်အားအကောင်နဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးမန္တလေးမုံရွာလမ်းမိုက်မှာစစ်ရင်တန်းကိုမဆွဲတိုက်ခတ်မှုစစ်တပ်ဗမာ9ဦးထိခိုက်ဒဏ်ဆုံးဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မန္တလေးမုံရွာလမ်းမိုက်မှာစစ်ရင်တန်းကိုမဆွဲတိုက်ခတ်မှုစစ်တပ်ဗမာ9ဦးထိခိုက်ဒဏ်ဆုံးခဲ့ကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးတက်ခွဲနှင့်တက်ခွဲမှု ကိုဝိုင်ဖိုင်ကပြောကြားပါတယ်။နိုဝင်ဘာလ20ရက်နေ့နနက်9:45မိနစ်အချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတပ်များက3စီးဖြင့်ထွက်ခွာလာသည့်အကြမ်းမဲ့စစ်သားများသည့် မုံရမျိုးနယ်မအူဂိတ်တို့ဝင်ရောက်တာပြီးနောက်ဖော်ကားတစီဖြင့်စနေပိန်ကတစီထပ်မံထွက်လာစဉ်တော်လရဲတပ်ဖွဲ့များကစောင့်ရည်တက်ကိန်းနဲ့မြေနယ်ကိတ်ချာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခတ်မှုအတွင်းအကြမ်းမဲ့စစ်တပ်ဘက်မှဖော်ကားပေါ်လိုက်ပါလာသည့်စစ်သား5ဦးထိခိုက်ဒေဆုံးမှုရှိပြီးတော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် နာမခါကနေမအူကိတ်ကိုစစ်ခွေးတွေတံပြားကကတုံစီနေရောက်လာပြီးတော့အဲ့ဒီကိတ်ကနေဖော်ကားစနေပင်ကနေပြန်ထွက်လာတာကိုကျွန်တော်တို့ကစွမ်းရည်တက်ခိနဲ့မြင်တဲ့ကိတ်ချမှာအဝေးထင်းရှုထမိုင်းတွေနဲ့တက်ခိုက်ခဲ့တာပါစစ်ခွေးတွေကငါးကောင်ကတော့ထိခိုက်တိုက်ဆုံမှုရှိတယ်ကျွန်တော်တို့တက်ခိုက်မှုပြုလုပ်ပြီးအထိကိတ်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တန်ရင်လေးတက်ခွဲနေတက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ် အဆိုပါတိုက်ခတ်မှုကိုမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တန်ရင်လေးတက်ခွဲနေငါးမြစောင်းကွန်မန်ဒိုဖိုကဦးဆောင်၍မုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တန်ရင်လေးငါးမြစောင်းတိချဖို့နေမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တန်ရင်28တက်ခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြည်သူများအနေဖြင့်မုံရမန္တလေးလမ်းမိုက်မှာစစ်တပ်ရင်နံများနဲ့ကမ္လိုက်ကြရန်မြစ်တာရက်ခံထားပါတယ်ရှင်ဆလဘီစစ်စင်ရေးလူအပ်ချက်အရရန်ကုန်တိုင်းပကဖားတိုက်ခိုက်ရေးအဖွဲ့ကရန်ကုန်ဝါရီပီရီယက်တိုင်းအဖြစ်ပြောင်းလဲဖွဲ့အစည်းအဝေးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းပတ်ကားဖာတိုက်ခိုက်ရေးတပ်ဖွဲ့ဟာစစ်စင်ရေးလိုအပ်ချက်အရာအထူးတိုင်းစစ်ဌာနရဲ့ကိုယ်ကယ်မှုအားရှိရန်ကုန်ဝါဒီ PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းကြောင်းအဆိုပါတရင်ကနိုဝင်ဘာလ20ရက်နေ့မှာကျင်းပပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တက်ကနေအထူးတိုင်းစစ်ဌာနကိုယ်ကယ်မှုအား PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ရန်ကုန်ဝါဒီ PDF တရင်က တရင်မဖြစ်သေးလားမီစီးရဲလှူဆမှုမှတ်တမ်းတွေကိုဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်တည်ပေးခဲ့ရန်မြို့ပြစစ်စင်ရဲတွေအပါအဝင်စစ်ကောင်စီတရင်ဌာနချုပ်နဲ့တပ်စခန်းတွေတင်မိုက်ခဲ့ရမှာပါဝင်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ5ရက်ကစတင်၍ရန်ကုန်တိုင်းပကဖားရဲတိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်ကိုဖွဲ့စည်းပြီးပကဖားလုပ်ငန်းစဉ်တွေနဲ့စစ်စင်ရဲတာဝန်တွေကိုထမ်းဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ရန်ကုန်ဝါရီတရင်မဖြစ်သေးလားမီ ဆင်းရဲလှုံ့ဆော်မှုမတန်းချိုးကိုနိုဝင်ဘာလ22ရက်နေ့မှာအတိပေးဖော်ပြလာခဲ့ရန်မြို့ပြတောင်ကြားယူကြည်ရဲဘော်များအဖြစ်မြို့နယ်အလိုက်လှုံ့ဆော်ခဲ့စဉ်ကထင်ရှားသည့်စစ်စင်ရဲတွေကိုအတိပေးခဲ့ပါတယ်မြို့ပြပြောင်ချစစ်စင်ရေးတွေက2023ခုနှစ် AB ကခရမ်းမြို့နယ်လာဝကရုံတိုက်ခိုက်မှုတင်တော်ကိန်းနဲ့ကရင်ကန်ကိတ်တိုက်ခိုက်မှု2023ခုနှစ်ဇန်နဝါရီက တုံငါမျိုးနယ်ကရုံမော်ရဲစကန်ဝင်ရောက်စင်းနေတိုက်ခိုက်မှု2022ခုနှစ်အေဘီလာကောင်ခရမ်းမျိုးနယ်ဇွဲတုံကိတ်တိုက်ခိုက်မှု2022ခုနှစ်စက်တင်ဘာလကောင်ကရုံမော်ရဲစကန်အားပြစ်ကတ်တိုက်ခိုက်မှု2022ခုနှစ်မလမှာခရမ်းမျိုးစစ်ကောင်စီအရာရှိတအူးနေအိမ်မိုင်းခွဲတိုက်ခိုက်မှုနဲ့ခရမ်းမျိုးတည်တော်ကိတ်လျှက်စင်ယုံရဲစကန်အားပြစ်ကတ်တိုက်ခိုက်မှု2022ခုနှစ်ဖေဖော်ဝါရီလကောင်တုံငါရဲစကန်အားတိုက်ခိုက်မှုစားတဲ့စစ်စင်ရေးတွေဖြစ်ပါတယ်၎င်းနောက် ရခိုင်နိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်အနေနဲ့စုဖွဲ့ပြီးနောက်မှလည်းတိုင်းရင်းသားလက်နက်ကန်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီစစ်စရေးဂိတ်တွေတိုက်ခိုက်တာစစ်ကောင်စီရင်နှန်းတွေတိုက်ခိုက်တာတွေလုံဆောင်ခဲ့ပါတယ်။2024ခုနှစ်အေဘီလကစစ်တောင်းတရာဆစ်စရေးဂိမ်းနဲ့စစ်ကောင်စီတက်ဆွဲရာကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့မေလာမှာပုပ်ပလင်ဆစ်စရေးဂိတ်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လမှာလည်းအထက်အင်ကဘိုလက်ပံစစ်စေးရိတ်ကိတ်ကိုတိုက်ခိုက်ခဲ့ပြီးအဲ့ဒီလမှာဘကိုတိုင်းအစက်တပြေကန်စစ်စေးရိတ်ကိတ်နဲ့ပုပ်ပလင်စစ်စေးရိတ်ကိတ်အနီးစက္ကစတဆွရနေရအောင်ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်းအသိပေးပါတယ်။ဇူလိုင်လ24ကိုနေ့2024ခုနှစ်ဇူလိုင်မှာတိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ပူးပေါင်းပြီး KNU တပ်မတော်အသင်းနယ်မြေစိုက်ထိုးမှုနဲ့အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကိုစိုက်ကြိုတိုက်ခိုက်ခဲ့တာ ိုက်ထုံမြို့နယ်ဝက်ပိုးချောင်းရွာမှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်၂၀24ခုနှစ်ဇူလိုင်လမှာပဲစိုက်ထုံမြို့နယ်တင်စရဲမြို့အနီးစောက်တန်းလေးကျေးရွာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ထိနာခဲ့တယ်လို့ရန်ကုန်တိုင်းပကဖောင်းတပ်ဖွဲ့တစ်ဘက်ကရဲဘော်တာရင်ရဲဘော်လာရောင်ရဲဘော်မီတာတို့ကြာဆုံးခဲ့ရတယ်လို့အတည်ပြုပါတယ် 2024ခုနှစ်နိုဝင်ဘာမှာစိုက်ထုံမြို့နယ်အတွင်းသို့စစ်ကြောင်းထွက်လာသည့်အင်အားနေရာပါစစ်ကောင်စီတပ်စစ်ကြောင်းကိုလည်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တယ်လို့ဆိုပါတယ်2025မေလမှာတော့ဘုကိုတန်းရွှေကျင်းမြို့နယ်ညောင်ချေတောင်ရွာချေဆိုင်စစ်ကောင်စီရဲ့ခမာယငါးကိုရှိတယင်ဌာနချုပ်တင်ပိုင်မှုမှာလည်းပူပေါင်းပါဝင်ခဲ့ကြောင်းရန်ကုန်ဝါရီပီရီယက်ကတယင်းမခွဲစည်းမီပါဝင်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းပြောပြပါရစေ။ ရန်ကုန်ဝါဒီ PDF ကတရင်အဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မှုစစ်စစ်ဆဲဖြစ်ပေမယ့်အထူးတန်းစစ်ဌာနရဲ့ကိုယ်ကဲမှုနဲ့တာဝန်တွေထမ်းဆောင်နေကြအတိပေးထုတ်ပြန်ထားပါတယ်ရှင်။